အားလုံးပဲမင်္ဂလာပါဗျာကောင်းဆက်တဲ့ထဏမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖိုင်လေတော့ဒီဟာလေးလည်းလည်းမချရင်ရှင်သန်ခွင့်မရှိတော့ဘူးဟုထွတ်မြတ်သူပြောလာတဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီမှာဒီပြည့်သူကအဲ့ဒီ channel ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ထဏမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ အားလုံးပဲမင်္ဂလာပါတရင်ကျွအခါတမရမှာစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမနှစ်ခုဆက်တာကာဝရပြုလိုက်ပါတယ်ခုလိုရှင်ခါတမရမှာအခိုင်ရကြီးမှာကျွန်တော်စေးနိုင်ငံရေးတရင်တွေကိုကျွန်တော်ကစူးစမ်းပြီးမပြောချင်ပါဘူးဒါပေမဲ့လည်းပြည်သူလူထုအကျိုးရှိစေမယ့်အတွက်ကြောင့်မလို့ကျွန်တော်ပြောပါမယ်ကြောင်မဲမျိုးကိုခုကတက်မတော်ကအပြစ်ဝါတင်းချုပ်ပြီးတော့အစိုးရရန်နေရတယ်လက်ပတ်အောင်စူးစမ်းနေတယ်စာနေအခါနဲ့ပြန်လည်ပြင်ဆင်ဖို့ကုန်ပစ္စည်းတွေလည်းတောက်လျှောက်ဝင်ရောက်နေတယ်စစ်ပေးရှောင်သွားတဲ့ပြည်သူတွေလည်းတောက်လျှောက်ပြန်လည်ဝင်ရောက်လာနေတာဖြစ်ပါတယ်တက်မတော်ကမကြခင်မှာ တီဘောမျိုးကိုထိုးစစ်စင်ပြီးတိမ့်လိုက်တော့ဖြစ်တယ်လို့ကြောင်းမလို့ကြောင်းမဲကနေပြီးတော့တီဘောတစ်ချောက်ရှိရွာတွေကဒါစေးအသည့်ဘောလုံကျွင်းအသည့်နဲ့ဘောစေးပေးရှောင်ဖို့လိုအပ်ပါတယ်စေးပေးရှောင်ဖို့ဆိုတာကတော့ဒီကြောင်းမဲမျိုးတွေပဲရှောင်ရှောင်ပေါ့နော်တက်မလို့အုတ်ချုပ်ထားတဲ့နေနေတွေပဲရှောင်ရှောင်ပေါ့ဒီလာရှုံမျိုးဘက်ကိုပဲရှောင်ရှောင်ဒါစေးပေးရှောင်ဖို့ကြိုတင်ပြီးတော့ကျွန်တော်အတီးပေးလို့ပါတယ်ဘာကြောင့်လဲဆိုတော့စစ်ဆိုတာကဟိုစစ်စစ်စစ်မောင်းနေဆင်ပြီးတော့မှဘယ်ချိန်ဖြစ်မယ်ဆိုတာပြောရတာမျိုးမဟုတ်ဘူးလေ ဒါကြောင့်မို့လို့အခုလိုအခါကြီးရဲ့ကြီးကာလမှာတော့ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတဲ့အလျောက်တက်မတော်ကရောဒီတပုံကရောဒီဒိန်းကျော်လာပြည်နေပတ်ချလဲမှာတော့ထိုးစစ်စင်တာတိုက်ခိုက်တာမျိုးတော့မလုံလောက်ဘူးလို့ကျွန်တော်ထင်ပါတယ်။ဒါကြောင့်မို့လို့အခုလိုမျိုးအချိန်ရနေတော့မှာပဲဟိုလွတ်လပ်တဲ့နေရာတွေမှာသွားပြီးတော့ဆေးပေးရှောင်ဖို့ရဲကိုစားဖို့တောက်ဖို့နေဖို့ထိုင်ဖို့နေရာတွေစီစဉ်ထားဖို့ရဲကိုကျွန်တော်အတိအပြည့်ပြောကြားလိုပါတယ်။ပါကြောင့်လဲဆိုတော့ကြောင်မဲမျိုးဟာတရနေတဲ့သဘုံဟာအမာခံဆစ်စင်ထားတဲ့နေရာပါသူကြာသွားပြီဖြစ်လို့ကြောင်မလို့မလွဲမသွေးသူ့လောက်ခံစရာမကောင်းတဲ့တီဘုံမျိုးကလည်း မုတ်ချတက်မတော်ရဲ့လောက်ထဲကိုရောက်ဖို့ရောက်မှာပါတက်မတော်ကလည်းမုတ်ချကိုတေချာဘက်ကိုသိမ့်ပိုင်မှာဖြစ်ပါတယ်။နောက်ပြီးတော့ဒီကြောင်မဲမျိုးကနေပြီးတော့အဲတီဘောမျိုးဂျားထဲမှာတင်းချုပ်ထားတာက SSPP ရဲ့နေမြေတွေဖြစ်ပါတယ်။ဂျားထဲမှာလည်း14မိုင်15မိုင်ပဲရှိပါတယ်။တော်တော်ဒီတော့ကြောင်မဲမျိုးအထွတ်တော်တော်ကြီးွာရဲ့အထီကိုတက်မတော်ကတင်းချုပ်ထားတယ်။အဲကြီးွာအဆက်ကနေစပြီးတော့ TNL နေမြေမဟုတ်သေးဘူး။ SSPP ရဲ့နေမြေတွေဒါဖြစ်ပါတယ်။ဒါဆိုတော့ TNL ကဘယ်ထဲမှာ TNL ကတီဘောမျိုး အအတွင်းထဲလောက်မှသာ TNL ကိုရှိတာ TNL ကိုမြင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီတီဘောမျိုးကိုတိမ့်ပိုက်ဖို့ကတိတ်ကိုမခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်အဒီတော့ TNL ကဒါဆိုလို့ရှင်ဒီရောမျိုးရရနေတက်မတော်ခုခံတိုက်ခိုက်ဖို့ပြုတ်လုံနေသလားဆိုလို့ရှင်တော့သူတို့ဂုံတိတ်ခါရတော့ပြန်လဲခုခံလားခုမခံလားတော့မသိဘူးဖြစ်နိုင်လို့ရှင်တော့ဒီတိုင်းပဲစွန့်လွတ်သွားတာတော့ဟိုတီဘောမျိုးကနေအတွက်ပေါ့ TNL လို့တော့အကောင်းဆုံးပဲဘာကြောင့်လဲဆိုရင်တော့စစ်ဦးကျိုးသွားပြီဖြစ်ပါတယ် TNL ကစစ်ဦးကျိုးသွားရဆိုတာနံပါတ်1အချက် TNL ကကရင်ရဲ့တပည့်ဖြစ်တယ်အစောပိုင်းကနောက်တော့မှဝါကိုတပည့်ခံတယ်နောက်ပိုင်းဝါကတရုတ်ရဲ့ဖိအားမြန်မာနိုင်ငံရဲ့တဖိအားကြောင့်သူကဒီပုံကိုယ်တွေပေါ်မှာလက်နက်တွေအဆရှိတွေပြောလက်နက်လူသူခဲယမ်းတွေကိုမထောက်ပံ့တော့ဘူးဆိုပြီးတော့ဂရီကဝတ်တွေပြုထားတာရှိတယ်အရင်ကသူတို့ထောက်ပံ့နေအများကြီးပေးခဲ့တယ်နော်အဲအထဲမှာသူဝင်ရောက်နေထိုင်ခွင့်တွေရောဖြတ်တန်းသွားလာခွင့်တွေရောအစည်းအဝေးလုပ်တာတွေရောအကုန်လုံးသူကဒိုင်းကြိုင်တာပေါ့ဗျာအဲ TNL ကထိုးတာပေါ့ UWS ကတော့ဒိုင်ပေါ့ အဲဒိုင်ကတော့အခုချိန်မှာတော့ကဲဒါပြီးပြီဆိုပြီးတော့ပွဲကဖြတ်လိုက်ပြီဆိုတော့အထိုးသားတွေကဘာလို့လောမှာမသိတော့ဖြစ်နေတာပေါ့တီအန်အလေးကမဟာမိတ်ကလည်းမရှိလက်နက်ခင်းရလည်းမလုံလောက်ဆိုတော့တဖြည်းဖြည်းအကြရှုံးများလာတာပေါ့အခုလိုမျိုးစင်ရင်တို့တရားရှိစွာနဲ့နောက်ဆုံးမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့တက်သားတွေမသေးတော့ဘူးပေါ့နော်ပြီးတော့ကိုတဆွဲထားတဲ့ဒီဘောမျိုးကန်ဒီလေဒုက္ခမရောက်ဘူးပေါ့နော်အိမ်တလုံးဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူး RPG တလုံးထိသွားလို့ရှိရင်အိမ်တလုံးဆိုတာပြူသွားတာပဲပေါ့နော်အဲဒီနေရာဒီမှာငါတို့ကပလောင်ကအနည်းစုဖြစ်တယ်ရှမ်းအများစုဖြစ်တယ်ရှမ်းမျိုးရှမ်းမျိုးရှမ်းရွာတွေပျက်စီးခြင်းပျက်စီးပါစေငါတို့ကတော့ ရသလောက်တော့ကုကံသွားမှာပဲဆိုလို့ရှိရင်တော့ SSPP မှာတာဝန်ရှိတယ်ဒီဒေနေမြေဒေတာတွေကို SSPP ကဖြတ်တန်းခွင့်ပေးခဲ့တဲ့အကြောင်းမို့လို့ရှမ်းနေတဲ့လူမျိုးမတူလူမျိုးမတူတဲ့စကားမတူတဲ့တခြားအဖွဲ့တွေကဒီလိုမျိုးရှမ်းအများစုနေတဲ့မြို့ရွာတွေကိုလာရောက်တိမ့်ပိုက်တိုက်ခိုက်ထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ SSPP ကလည်းဒီရှမ်းလူလူရဲ့တောက်ခံမှုကြာဆင်းလာပြီးတော့မြောက်ဖက်ပေါ့နော် SSPP ဒီမြောက်ဖက်က SSC မြောက်ဖက် SSC ပေါ့နော်အဲ့တော့ဟိုဘူဂျိုဂျီ USA အပေါ်မှာပို့ပြီးတော့ရှမ်းလူလူရဲ့ထောက်ခံမှုက ပို့ပြီးတော့ရှိလာတာကိုတွေ့ရတယ်။ဒါကြောင့် SSPP အနေနဲ့ကလည်းတေချာပေါက်ဒီတက်မတော်ကိုဖျက်တမ်းခွင့်ပေးဖို့ပေးရမှာပဲ။ SSPP ကခံတိုက်နိုင်တဲ့အခြေအနေမှလည်းမရှိဘူး။နောက်ပြီးတော့ရှမ်းလူလူရဲ့ထောက်ခံမှုကလည်းအဖက်ဖက်ကကြာဆင်းနေတယ်။ပြီးတော့ပလောင်အနေနဲ့ကဒီဘောမျိုးကနေမလွဲမသွေစုတ်ခွာသွားရမှာပဲ။ဒါကြောင့်ဤသူလူအနေနဲ့ကကိုယ့်ရဲ့အသက်အိုးအိမ်စီစဉ်နေကိုယ့်ရဲ့စားနေစားနေရိတ်ခါစားဝတ်နေရေးစတဲ့အရာတွေကိုအထူးကိအဆုံးရှုံးမှုအ ਨੇ ပါဆုံးဖြစ်အောင် လွတ်ရကျွရကိုရှောင်တင်းပြီးတော့တက်မတော်ကအပြည့်ဝထိ ंछ ုပ်ပြီးမှသာလင်ဒီမျိုးတွေရွာတွေတဲ့ကိုပြန်လဲပြီးတော့ဝင်ရောက်တင့်နေဆိုတာကိုကျွန်တော်ကမြစ်တာစီတင်တာနဲ့ကျွန်တော်ကအတိပေးပြောကြားလိုပါတယ်တကယ်တမ်းကျရင်ကြောင်မဲနဲ့တီဘောဆိုတာတကယ်သွားမှဆိုရင်တနာရီလောက်ခီးနဲ့ရောက်တဲ့ခီးဖြစ်ပါတယ်ဒါကြောင့်ဘဲချင်းပဲခက်မှာဘုံတိုင်းကျဲပြီးတော့တက်မတော်ကပြိပိုက်မလဲဆိုတာကိုလည်းကျွန်တော်တို့မသိနိုင်ပါဘူးဘာကြောင့်လဲဆိုတော့တက်မတော်ကဒီလမ်းမအိတိုင်းကိုတော့ဟိုလူတွေထင်သားတယ်လို့ပေါ့နော်လမ်းမအိတိုင်းချီတော့မှမဟုတ်ဘူးဘေးနားမှာရှိရရွာတွေတွေ့ရပြီးတွေ့ရပေါ့လုံချုံကြီးအရာ တဆင်ပြီးတဆင်ကိုဝင်းဝင်းရံပြီးတော့မှဒါမျိုးတွေကဝင်มาဖြစ်ပါတယ်။ဒါကြောင့်မလို့အဒီဘက်မှာရှိတဲ့ရွာတွေကလည်းလုံးကျွေးအသည့်ရှိတယ်မှာတယ်။လို့အကြံဘက်တောင်းကျန်သူတရားလေးတပုံတွေကိုလည်းကိုမျိုးကိုရမှာအခြေခံပြီးတော့လှုပ်ရှားနေတာမျိုးတွေအကင်းစခန်းဖွဲ့ထားတာမျိုးတွေကိုလည်းလုံးဝလက်မခံတင်ပါဘူး။ရမီရဖအရှမ်းလူကြီးများအနေနဲ့ကလည်းတမ်းမြင့်ဆောင်ရွက်တင်ပါတယ်ရှမ်းလူကြီးမဟုတ်တခြားတိုင်းသားများအနေနဲ့ကလည်းကိုမျိုးကိုရမပြည့်စည်အောင်တတိယနယ်လေးအကြံဖက်တောင်းကျန်သူတပုံတွေသူတို့နဲ့အပေါင်းပါတွေကိုမျိုးကိုရနားမှာ live ပြီးတော့ဖြတ်တန်းသွားလာတာမျိုးတက်စခန်းချတာမျိုးဖုံးဝင်းချောင်းတွေစာသင်ချောင်းတွေဖျားတွေမှာစခန်းချတာမျိုးတွေမပြုတ်လို့မိအောင်ဒါကြေးဝါကလူတွေက တောင်းဆိုဖို့လိုပါတယ်ဆန့်ကျင်ဖို့လိုပါတယ်ဖယ်ရှားပြဖို့လိုပါတယ် SSPP အနေနဲ့ကလည်းကိုရှန်လူမျိုးတွေရဲ့အသက်အဝင်စီစဉ်ကိုကာကွယ်ဖို့ရတာဝန်ရှိပါတယ်တနက်ကင်ထားရဲဆိုတာကစီးပွားရေးလို့မဟုတ်ဘူးလေဒါကရှန်လူမျိုးတွေရဲ့လွတ်မြောက်ရေးအတွက်ဆိုပြီးတော့ခေါင်းစဉ်တစ်ခုနဲ့ကင်ထားခဲ့တဲ့ရှန်ဒီရှန်တက်တွေဟာရှန်လူတွေရဲ့အကျိုးစီးပွားမကာကွယ်တဲ့အတွက်ကြောင့်မလို့ရှန်မျိုးရွာတွေဟာမြမတက်မတော်နဲ့ TNL ကိုကန့်တရုတ်တပုံအဲနောက်ပြီးတော့ KIA အစရှိတဲ့တောင်းကျမ်းသူတွေရဲ့လက်ထဲမှာ ရှမ်းလူမျိုးမဟုတ်တဲ့တခြားသောလူမျိုးပေါင်းစုံရဲ့လက်ထဲမှာပျက်စီးခဲ့ရတယ်။အဲ့ဒီဟာမှာအဲ့ဒီအတွက် SSPP မှာတောင်းဝန်မကင်းဘူး။ဒါကြောင့်ဒီမျိုးတွေရွာတွေကိုရှင်မာတက်မလို့ကတမျိုးပြီးတမျိုးကိုတင်ပိုက်နေပြီဖြစ်တယ်။မကြခင်မှာလည်းတီဘောမျိုးကိုဆက်လက်ပြီးချီတက်တင်ပိုက်တော့မှမောက်ချအေကန်ဖြစ်တယ်။တကယ်လို့ဒါ TNL ရဲ့ဆက်ပြီးခေါင်းမာနေအောင်မယ်ဆိုလို့ရှိရင်သူတို့ဟာမြန်မာမြေပြင်ရမှာမဟုတ်ကဘာဘောကတော့ကဘာဘောကပါရင်ပျောက်ကွယ်သွားဖို့ရှိပါတယ်။တကယ်နမ်ဆန်မျိုးတို့ကိုပိုင်အောင်ချုပ်ခွင့်ရထားတဲ့မျိုးဆိုတာလေအမတန်အမှကျင်းမြောင်းတင်းငယ်တဲ့မျိုးလေးတစ်မျိုးဖြစ်ပါတယ်ကိုပိုင်အောင်ချုပ်ခွင့်ဆိုတာက2008ဖွဲ့စည်းပုံချီကံဥပဒေအရ တက်မတော်ကဘာမှမဆန့်ကျင်မတိုက်ခိုက်ပဲနဲ့မသိမ့်ပိုက်စရာမလိုပဲနဲ့ကိုပလောင်နေအတွက်ကိုအနာကတ်အတွက်ကိုကုပိုင်စီရင်ခွင့်ကုပိုင်အုပ်ချုပ်ခွင့်ပေးထားပြီးဖြစ်ပါတယ်လွတ်တော်တွေမှာလည်းပလောင်လူကြီးတွေကဝင်ရောက်ပြီးဆွေးနွေးညှင်းခုန်ပိုင်ခွင့်လည်းရှိပါတယ်ဒီကိုပိုင်အုပ်ချုပ်ရေးကိုပိုင်အုပ်ချုပ်ခွင့်ဒေတာဦးစီးဌာနမှာလည်းပလောင်လူကြီးတွေတာလည်းဦးစီးပြီးအုပ်ချုပ်နေတာဖြစ်ပါတယ်အဲ့လိုမျိုးရရှိထားပြီးဖြစ်ရတဲ့အခုလိုမျိုးတိုက်ခိုက်တဲ့အတွက်ကြောင့်မလို့ TNL အမာဂန်တက်ဆွဲထားတဲ့နန်ဆန်မျိုးဟာလည်း အဲတကယ်လို့ဒါခုလိုမျိုးဆက်လက်ပြီးတော့ဒါခေါင်းမာနေမှဆိုရင်ပျက်စီးသွားဖို့ရှိပါတယ်တမတော်ကလည်းလေချောင်းအာမြေပြင်ဝေဟင်းစစ်စင်ကြီးတွေဆင်နွှဲလာမှဆိုလို့ရှိရင်ကိုပါအောက်ချုပ်ခွင့်ဒေတာရဲ့မြို့တော်တိတိလေးဖြစ်တဲ့နမ်ဆန်ဟာလည်းမကြာခင်မှာပျက်စီးသွားနိုင်ပါတယ်ဒါကြောင့်မလို့ဒီဒီဘောတစ်ချောင်းမှာရှိတဲ့အာဟိုဒီဘောနဲ့ကြောင်မဲကြမှာရှိတဲ့14မိုင်ပတ်ချလဲမှာရှိတဲ့ပြည်သူလူထုအများအနေနဲ့ကောနမ်ဆန်မှာရှိတဲ့မြို့မီမြို့ဖားများအနေနဲ့ကော TNLA ကိုဒါအကောင်းဆုံးသောနီးလန်ရရှိအောင်အာအကြံပေးတင်ပါတယ်တိုက်တွန်းတင်ပါတယ် ဒါပြီးတော့ကိုမျိုးကိုရမှာတက်မဆွဲအောင်လည်းစန့်ကျင်တက်ပါတယ်တရားနယ်လို့ခုချိန်မှာအကောင်းဆုံးသောအဖြစ်ကလက်နက်ချခြင်းရလို့တခြားမရှိပါဘူးအားလုံးကျေးဇူးတင်ပါတယ်